အားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့မှလည်းကျွန်တော်ဒါမျိုးကျွန်တော်ခဲကောက်တွေခဲမဆွဲရင်ကျွန်တော်ဘလို့နီးလာနဲ့ပြည်ပြန်ရလဲကျွန်တော်ကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒါကျွန်တော်ခဲကောက်တွေပေါ့နော်ဒီခဲကောက်တွေတော့ဒါသူအဲတခြားကြည့်မယ်ပေါ့နော်ဒီခဲကောက်ကလေးကတော့ဒါဘလို့ရေးထားလဲဆိုရင်220ပို့ဆိုရဲကျွန်တော်တို့ဒါ EC 220ပို့ပေါ့နော်တူတူပဲသင်္ကြန်လှိုင်းပုံစံလေးပါပေါ့နော်အဲလှိုင်းပုံစံလေးပါတယ်အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီ EC 220ကိုပြောတာပေါ့နော် โอเค AC 220ဘို့အဲ HD ခဲကောက်ကလေးအသုံးပြုလို့ဆိုရင်ဗာပေးရတယ်ဆိုရင် AC 220ဘို့ပေးရတယ်ဒီ50 Hz ပေါ့နော်ဒါကျွန်တော်လျှက်စင်မှာကျွန်တော်တို့ frequency ဆိုရှိတယ် frequency ဆိုချိန်တော့ပေါ့နော်အဲချိန်တော့50 Hz ကိုပေးရတယ်ပြီးကြရင်ဒီဘက်ပြော40ဝ40ဝဆိုကျွန်တော်ခွဲကောက်လာတာ1နဲတယ်ပေါ့နော်ကျွန်တော်အရင်ကကင်နေခဲကောင်းနေ60ဝပေါ့နော်ဒီခဲကောက်ကတော့ဒါ40ဝဝါနေတော့ကျွန်တော်တို့ပူလာတော့နည်းနည်းကြာတယ်ပေါ့နော်ပူလာနည်းနည်းကြာတယ်ကျွန်တော်ဒီခဲကောက်ကလေးကိုကျွန်တော် ဒီတခုရဲ့ပြင်ပြမှာမဟုတ်ပဲねကျွန်တော်ဒီခဲကောက်လေးခဲမဆွဲဘူးဆိုရင်ကျွန်တော်ဘလုံးနီးနဲ့ပြင်ပြရမှာလေဆိုရင်ဒီခဲကောက်ကလေးကိုရဲ့ဒီထိတ်ကဒီထိတ်ဘူးလေးပေါ့ကျွန်တော်ခဲတွင်းနဲ့ဒီထိတ်ဘူးလေးတို့ရတယ်ပေါ့နော်ဒီကောင်းလေးမဟုတ်ပါဘူးပေါ့နော်ဒီကောင်းလေးကကွာရင်းပေါ့နော်ဒါနဲ့မဆိုင်ဘူးပေါ့နော်ဒီထိတ်ဘူးလေးကိုတိုးပြီးတော့ဒီဒီထိတ်ဘူးဒီကြီးချောင်းလေးပေါ့နော်ဒီကြီးချောင်းလေးဒီကြီးချောင်းလေးကိုကျွန်တော်တို့ခဲတွင်းရတာပဲဖြစ်တယ်ကျွန်တော်ခဲထွားတာပဲရှိပြန်အခုဒီကြီးချောင်းလေးကိုကျွန်တော်တို့ကကော်ပက်နဲ့တိုက်ပြီးပြောင်းသွားပြီဆိုရင်ဒါဆိုရင်ခဲဆွဲပုံဒီ ကျွန်တော်ဒီခဲကောက်ကလေးဝယ်ကားစားနေဒီကြီးကြောင်းလေးကကြည်အောင်နေပါဘောနော်ဒီထဲမှာအဲကြည်အောင်လေးနဲ့ကျွန်တော်တို့ပြောင်းတာဘောနော်ကျွန်တော်ခဲလေးတိုးလိုက်တာနဲ့အသားလေးဆွဲသွားတယ်ဘောနော်အခုကျတော့အဲ့လိုမဟုတ်တော့ဘူးကျွန်တော်ဒီခဲကောက်ကခဲမဆွဲတော့ဘောနော်ဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီခဲတိုးလိုက်တဲ့ခဲလုံးလေးပါတယ်ဒီခဲကောက်ပုံမှာမတင်မဲနဲ့အောက်ပြုတ်ပြဲကျတာမျိုးပဲဖြစ်တယ်ဘောနော်ဒီခဲခဲတွေကကျွန်တော်ခဲခွေးကနေကြဲတဲ့လောက်တိုးဘောနော်အောက်ကြီးပဲပြုတ်ကြတယ်ဘောနော်အဲဒါကြောင့်မလို့ကျွန်တော်ဒီခဲကောက်လေးကိုဒီထေဘူးလေးကိုကျွန်တော် အဲအခုလို့ပြင်လို့စိတ်ကူးရပေါ့နော်ဒီ table ကြီးကဝယ်လို့တော့ရရပေါ့နော်ကျွန်တော်လဲဆရာရှင်တော့လဲကျွန်တော်တို့ကဒါ네ဘက်ကဆိုတော့ဝယ်လို့မလွယ်ဘူးပေါ့နော်မလွယ်တော့အဲ့တော့ကြောင့်ကျွန်တော်ဒီ table ကိုပဲကျွန်တော် cover နဲ့တိုက်ပြလိုက်မယ်ပေါ့နော်ပြောင်းနေအောင်တိုက်ပြလိုက်မယ်ပေါ့နော်ဝေဒါကတော့ဒါဒီခဲောက်လေးပြီးပြနေရအပိုင်းမှာဒီပြီးပြမယ်အပိုင်းပေါ့နော်အခုကျွန်တော်ပြောမှာဒီ220ဘူးပေါ့နော်ဒီခဲောက်လေးကျွန်တော်အခုအဲပြင်ပြမှလည်းဟုတ်တယ်ဒီဒီခဲောက် table လေးပြင်ကြမှလည်းဖြစ်တယ်လို့ကျွန်တော်ဒီ video ရဲ့ဒီဒီခဲောက်ကိုကျွန်တော်အသုံးပြုလာစဉ်အတွင်းပေါ့နော် ဘယ်လိုအတွေ့အကြုံတွေရှိတယ်ဆိုတာကျွန်တော်ပြောပြပေးမှာပါကျွန်တော်အဲဒီနှစ်မျိုးကျွန်တော်ပရိသတ်တွေကိုမျှဝေခြင်းလို့ကျွန်တော်ဒီဗီဒီယိုလောက်ကချင်းဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင်လည်းကျွန်တော် channel အောက်မှာဒီ like ဒီဗီဒီယိုအောက်မှာ like ပေးပြီးတော့ကျွန်တော် channel ကို subscribe ပေးခြင်းချင်းလည်းကျွန်တော်ကူညီပေးခဲ့လို့ရရပေါ့နော်ဟုတ်ကဲ့ဗီဒီယိုလို့ကျွန်တော်ပြန်ဆားလိုက်မယ်ဒီခဲကောက်ကပေါ့နော်ဒီခဲကောက်တာ220ပို့လို့ပြောတာပါလားကျွန်တော်တို့အဲမီးပြိုင်စဒီလေးစစ်တွေကကျွန်တော်တို့မင်းဖို့ခုံမှာမီးပြတ်သွားတဲ့ခါမျိုးမီးပြန့်စလာတဲ့ခါမျိုးတွေမှာဆိုရင် ကျွန်တော်တို့290ကြီးမတက်ဘူးပေါ့နော်190 180အဲ့လောက်ပို့ပဲတက်တယ်အဲ့ကြိုင်တော့ကျွန်တော်ဒီခဲကောက်လေးကအပူလာနေနေကြာတယ်ပေါ့နော်9မိနစ်လောက်တော့ဆောင်းရတယ်ပေါ့နော်ဒီ290လာရှိနေမယ်ဆိုဒီခဲကောက်လေးကအဲ2မိနစ်ခွဲ3မိနစ်လောက်ဆိုပူတယ်ပေါ့နော်တန်ပူလိုက်ပေါ့နော်ကျွန်တော်တို့ခဲတိုးလို့ရတယ်ပေါ့နော်ဒီထိမှာကျွန်တော်တို့ဒီထိကပူမှာလာကျွန်တော်တို့ခဲရပျော်ပြီးတော့ဒီထိကခဲဆင်းမှာပေါ့နော်ဒီတိုင်းဆိုရင်ကျွန်တော်တို့ခဲရအဲဒီခဲကောက်ကလာသူခဲကျွန်တော်ခဲကိုရခဲကိုမပျော်နိုင်နေတဲ့ အဲမပြောနိုင်နေတဲ့အပူချိန်မှာရှိနေတယ်ဆိုရင်ကျွန်တော်ခဲကွေရလေးပျော်မှမဟုတ်ဘူးပျော်ရင်ဒီမှာလဲဆွဲမှမဟုတ်ဒီခဲကွေကလည်းတအားပူလာပြီးဆိုမှကျွန်တော်ခဲကွေနဲ့တိုးလိုက်ပြီးဆိုရင်ခဲကွေကခဲကပျော်ပြီးဒီမှာသွားဆွဲနေမှာပေါ့နော်โอเคအဲဒီခဲကောက်အသုံးပြုနေဗီဒီယိုလေးဒီခဲကောက်ကိုကျွန်တော်တို့ဘယ်လိုဆက်နေတကြအသုံးပြအောင်လဲဆိုရယ်ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီဗီဒီယိုနောက်ဆုံးမှာကျွန်တော်ပြပေးမယ်အဲမှာဝင်ကြည့်သွားလို့ရတယ်ပေါ့နော်ဝင်ကြည့်သွားလို့ရပါတယ်ကျွန်တော်ဒီမီးရထောက်နေလို့မီးရထောက်တော့ဒီကောင်ကမမြင်အောင်ဖြစ်နေပေါ့နော် ဒီဘက်မှာ220ပို့လို့ရေးထားတယ်ဒါကတော့ AC 220ပို့ဆိုတော့ကျွန်တော်တို့တီးပြီးသားဒီဘက်က90ဟာဆိုတော့ဒါသူရဲ့အကျင်ကြီးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ90ဟာဆိုတော့တွားပြီးတော့တွားပြီးတော့ကြီးနေလို့ကြီးမကြီးလေရပါဘူးနော်ဒီကောင်အလောက်ကြီးအေးမပါဘူးနော်ဒီဘက်ကနေနဲ့အေးပါတာဒီဘဝဆိုတော့ရေးပါဘူးပေါ့နော်ဘဝတော့ကျွန်တော်ပရိသတ်တွေတီးပြီးသားနေလိမ့်မယ်ပေါ့နော်ဝက်ဝက်ပေါ့နော် WADD ဘဝဆိုတော့ကျွန်တော်ပရိသတ်တွေတီးပြီးသားနေလိမ့်မယ်ဒီကောင်လေး40ဝက်ပေါ့နော်ဟုတ်ကဲ့40ဝက်ပါ ကျွန်တော်အရင်ကိုင်းနဲ့ကောက်ဆိုတော့60ဘော60ဘောဆိုကျွန်တော်အပူလည်းမြန်တယ်မီးရလည်းနည်းနည်းပိုစားတယ်ဗောနဒီကောင်လည်း40ဘောဆိုတိတ်တော့မစားဘူးဒါပေမဲ့ဒီကောင်အပူနည်းနည်းကြည်ရတယ်ဗောနဒါအပူကြံလည်းကျွန်တော်တို့နည်းနည်းနည်းတယ်ဒီကောင်ပူနှောင်းကလည်းအဲနည်းနည်းနည်းတယ်ဗောန60ဘောနည်းနည်း60ဘောနည်းဒါပူတယ်ဗောနဒီကောင်ကကျတော့ဒါမပူအသင့်တင်ပဲဗောနကျွန်တော်ကျွန်တော်အရင်60ဘောနည်းကျွန်တော်ဒီဘယ်လိုပြောရမလဲဒီကျွန်တော်စာကစ်ဘုတ်တွေပဲတိုးတယ်ဆိုရင်ကျွန်တော်စာကစ်ဘုတ်တွေပဲတိုးတယ်တင်တာကြာလိုက်တင်တာကြာတော့ကျွန်တော်အိတ်စာကစ်တွေကမဲသွားတယ်ဗောန ီကောင်40ဝက်ကလေးကဒါအပူချင်းအတင်းလေးလောက်မှရှိတယ်တို့40ဝက်ဆိုတော့ဒါခဲကောင်းနေမှာအသုံးကိုကောင်းဆုံးပဲပေါ့နော်40ဝက်ဆိုတော့ကျွန်တော်တို့ဒီစာကိပုတ်တွေပဲတင်နိုင်တော့အဲနည်းနည်းတော်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 ယူကြတော့မှကျွန်တော်တို့စာကိတွေပဲအဲ့လိုမဲသွားတာပေါ့နော်ဒီကောင်းတော့ဒါအတင်းနေမှာ30ဝက်ကြာလဲကျွန်တော်ဝက်နဲ့တော့အပူချင်းလေးနဲသွားဖြစ်တယ်တို့ကျွန်တော်မကြိုက်ဘူးနော်ဒီ40ဝက်ပဲကျွန်တော်ကြိုက်တာနဲ့ကျွန်တော်လည်းအဲကောက်ပြီးတော့ဝယ်ထားလိုက်တော့ပေါ့နော်โอเคကျွန်တော်အရင်ဆုံးဒီကောင်းလေးကိုဘလက်ဘောက်ထိုးပြမယ် ပလက်ဘောက်ထိုးလိုက်ပြီဆိုကျွန်တော်တို့အရင်ဆုံးဒီမှာပေါ်လာပါတယ်မီးလေးပေါ်လာပြီပေါ့နော်ဒီမှာမီးလေးကနီးချင်းချင်းလေးလိုလိုလင်းလာပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီထည့်ကိုကျွန်တော်ခဲတို့ပြမယ်ပေါ့နော်ကျွန်တော်အရင်ခဲကောင်းတော့ကျွန်တော်ဘာဖြစ်တာလဲဆိုရင်သူကကျွန်တော်ကျွန်တော်ဒီ inverter နဲ့လိုလိုက်ပေါ့ inverter နဲ့လိုလိုက်ဒီကောင်ကတော့ကန်လို့မရဘူးအခုတော့တော်တော်ပူးလိုက်ပေါ့နော်ကျွန်တော်ပလက်ထိုးတာကြားတော့ inverter နဲ့တော့ကန်နေတာကျွန်တော်အဲတက်ရီလိုက်ရတယ်ပေါ့နော်ဒီခဲကောင်ကတော်တော်တန်လေးကိုတော့ကန်နေတာနဲ့ကျွန်တော်လက်တွေတက်ရီလိုက်လာနေကျွန်တော်နေမှာခဲကောင်ချင်းလိုက်ကြတာပေါ့နော် ဒီကေကောက်ကလေးတော့အခုချိန်ကြီးအလိုမဖြစ်သေးဘူးဒီကေကောက်တွေလွတ်လက်ကြမသိဒီရက် coin တွေပဲပြည့်ပြီးတော့မပူတော့တဲ့ဒါမျိုးတွေပဲဖြစ်နေတယ်ပေါ့နော်မပူတော့တာမျိုးဖြစ်နေတယ်ပြီးကြတော့ဒီကောင်လေးလည်းမိုက်တယ်ဒီကောင်လေးကျွန်တော်တိုက်တော့ဒီလိုကိုေးပေါ့နော် wire တွေပဲနာသွားမှကြတယ်ဒီကောင်လေးထည့်ပေးထားပေါ့နော်ဒီဟာလေးကတော့ကော်လေးနဲ့ကော်ထင်းနေပေါ့နော်ဟုတ်တယ်ကော်ဒီကောင်လေးကညှော့ပဲလေးပါဒီဒီကောင်လေးကညှော့ပဲလေးဒီအပြာရောင်လေးကတော့ကော်လေးပေါ့နော်ဒီဟာတော့တန်ပေါ့နော်ဒီထည့်ကတော့ကြီးပေါ့โอเคကျွန်တော်ဒီအနေထားမှာကျွန်တော်ခဲဆိုပြမယ်ပေါ့နော် ွေဒါကတော့ကျွန်တော်ခဲခွေလေးပေါ့နော်ဒီခဲခွေလေးလည်းအဲဈေးကွက်ထဲမှာဈေးပြောင်းမှမရှိပေါ့နော်ကျွန်တော်တို့အခုကျွန်တော်တို့ခိုင်းပြီးကျွန်တော်တို့ပြမယ်ပေါ့နော်ဒီဈေးကတော့ကျွန်တော်တုံးနေရမလို့ခဲရဆွဲတယ်ဒီနောက်ကဒီအမဲလေးပေါ့ကြာကျွန်တော်မဆွဲတော့ပြမယ်ပေါ့နော်ဟေးဒီမွဲလေးပေါ့ဆိုကျွန်တော်တို့တုံးနေရပေါ့ဒီထိတ်ကဒီကောင်လေးကကျွန်တော်တုံးနေရမလို့ဆွဲတယ်ဒီကောင်လေးဆိုရင်ဒါတို့တုံးနေရတယ်ပေါ့နော် ခဲဘလူးမမဆွေးဘူးနော်ကျွန်တော်တို့ကြည့်ရတာအိမ်မခဲကောက်တယ်ဒါမိကုထွက်နေတာတော်တော်ပူးနေပေါ့နော်ဒါအောင်ကျွန်တော်တို့ဘလူးမမဆွေးပါဘူးဒီထက်ကတော့ဒါကျွန်တော်တွန်းနေရနေမဆွေးတဲ့ဒီနောက်ကတော့မဆွေးဘူးနော်မဆွေးဆိုတော့ဒီကောင်လေးကိုဒီကောင်လေးကိုကျွန်တော်ဒီထက်ကခဲလေးကိုရင်းသွင်းကျွန်တော်တန်ရှင်းလေးလုပ်တဲ့အနေနဲ့ကျွန်တော်ခဲကျွန်တာလေးနဲ့ချက်ချလိုက်မှာပေါ့နော် ဒီကဲတော့ဒါမျိုးပြုပြင်နေနေမှာတားလို့ရပေါ့နော်ဒါကျွန်တော်ပြီးရွှဲတာအခြားတွေပါကျွန်တော်ရှင်းပြရမလို့ပြီးရွှဲရှင်းနေရပေါ့နော်ဒီကဲကလေးတော့ကျွန်တော်တို့ဒီထိကဟာဒီကြီးကျွန်တော်ဒါမျိုး cobble ရှင်းရပေါ့နော် cobble မရှိလို့ကျွန်တော်တို့ဒီကောင်းလေးထိတ်ကလေးကိုကျွန်တော်တို့ကြောက်ပြားလေးတို့နေရံနေပဲနဲ့တိုက်လိုက်အောင်ကျွန်တော်တို့တော်တော်ပြောင်းလို့ရပေါ့နော်ကျွန်တော်တို့ cobble ရှင်းတဲ့ cobble နဲ့ပဲတိုင်မယ် okay ဒီကောင်းလေးကျွန်တော်ဖြုတ်လိုက်တော့မယ်ဘယ်ဘောဖြုတ်ပြန်ဘယ်ဘောဖြုတ်ပြန်ကျွန်တော်ဒီထိကခဲလေးတို့အရင်ဆုံးခွာချလိုက်မယ်ပေါ့နော် ကျွန်တော်ဒီခဲကောက်လေးကျွန်တော်ဝယ်ကစားဆိုရင်ဒီခဲကောက်လေးကျွန်တော်ဝယ်ကစားဆိုရင်ပေါ့နော်အဲဝယ်ကစားဆိုရင်ဒီ neck link တော့ချွတ်ရပါတယ်အခုကျွန်တော်ပြမယ်ဒီဘေးကဒီ neck link နှလုံးပေါ့နော်ဒီ neck link တော့ကျွန်တော်ချွတ်ရတယ်အခုကျတော့ဒီကောင်ကြာတော့ကျွန်တော်အတွင်းထဲမှာသူကျွန်တော်တုံးလာကြာရေးပေါ့နော်ဒီခဲကောက်လေးတနေ့လောက်ရှိအမျိုးစားလိုက်ကောင်းတယ်ပေါ့နော်ဒီကောင်လေးကမျိုးစားလိုက်ကောင်းတယ်တုံးလာကြာရေးအဲ့တော့ဒီကောင်လေးကမဲလိုက်ပေါ့မဲပြီးတော့သူကကြီးကဒီ neck link ကြာမှာသွားပြန်နေတယ်အဲ့ကျတော့ဒီ neck link ကိုကျွန်တော်တောင်းချွတ်တာတော့မှနှစ်တွေပဲလိုင်းပြုံးသွားတယ်ပေါ့နော် နဲ့ပဲလမ်းပြုံးသွားတယ်ကျွန်တော်အစမ်းတော့ကျွန်တော်ချွတ်ကြည့်ရေပေါ့နော်အစိုးရချွတ်ချွတ်ကြည့်တော့ကျွန်တော်နဲ့ဒီပဲလမ်းပြုံးသွားတယ်ဒီနှစ်ကလေးတည်းကျွန်တော်ကျွတ်မလာဘူးပေါ့နော်ကျွတ်မလာတော့အဲ့ဒါကြောင့်ကျွန်တော်ဒီခြေကနေလို့ကျွန်တော်ဒီလိုပဲတက်လိုက်တော့မှာပေါ့နော်အကေဒီညမှာဒီခဲကောက်တွေပါလေကျွန်တော်ပြည်သက်တွေကဒါမျိုးတွေမလုပ်ချင်ဘူးခဲကောက်ကလေအကေဒီထိကအဆန်လေးတွေတိုးသွားပြီဆိုရင်ကျွန်တော်ပြည်သက်တွေအနေနဲ့ဘယ်လိုပြုလုပ်လို့ရမလဲဆိုရင်ဒီဒီကောင်လေးဒီနယ်နယ်လုံးချွတ်ပါဒီနယ်လုံးကကျွန်တော် ခဲကောက်ဝဲကအတိုးဝဲကသားဆိုကြီးလေးပိုင်းမကတိချွတ်ရတယ်အခုကျတော့ချွတ်မရဘူးချွတ်မရဘူးတော့ဒီ neck လေးနှလုံးမရအောင်ချွတ်မယ်ချွတ်ပြီးသွားရင်ဒီဒါလေးကတော်တော်ရှည်တယ်ပေါ့နော်အကေကျွန်တော်ပရိသတ်လေးကတန်းပြီးဝဲလေးလိုက်မှကြောက်လို့ပါကျွန်တော်ပြောပြမယ်ဒီကောင်းလေးချွတ်ချွတ်ပြီးသွားရင်ဒီကောင်းလေးရှင်းနေနဲ့ဆွဲထုတ်ရတယ်ပေါ့နော်ဒီတွင်ထဲမှာသူအရှိကြီးကြံနေပေါ့နော်ပြောလို့လည်းပြမယ်သူကဒီအတွင်းထဲမှာအရှိကြီးကြံနေပေါ့နော်ဒီရဲ့ဒီတပြန်သားတော့ဒီ တခုအရှိတော့ဒီအတွင်းမှာကျတော့ဒါလေးပေါ့နော်ဒါကကျွန်တော်တို့ဒီ table လေးကုံသွားရင်ကျွန်တော် net ကိုရှော့ရှော့ပြီးကျွန်တော်တိုင်ကောင်းလေးရှင်းနေလဲဆိုတော့ပြီး net ပြန်ကြက် net ကိုတိုင်းမကျင်းနေပေါ့နော်ကျွန်တော်တို့ချွတ်ကတာခတ်မှကြောက်လို့ပါနောက်တစ်ခါပြန်ချွတ်ရမှာခတ်လို့နည်းနည်းပဲကြက်ပါ तू ကဒီထဲမှာနည်းနည်းကြက်လေ तू အဆင်ပြေတယ်ပေါ့နော်နည်းနည်းကြက်ရုံလောက်လေးပဲကြက်ထားပေါ့နော် okay အဲ့လိုကြက်ပြီးတော့ကျွန်တော်တို့ထပ်ဆွဲထုတ်လို့ရပါတယ်ဒီထဲမှာနည်းနည်းပါရည်ပေါ့နော် ဒါအခုကကျွန်တော်ကျွန်တော်ပြည့်တဲ့တွေကနက်ချွတ်ပြခြင်းနဲ့ဘုံဒါပေမဲ့ဒီနက်ကကြီးနဲ့ကျွန်တော်ဘလို့မှချွတ်မရဘူး line တောင်နည်းနည်းပြုံးသွားတယ်ပေါ့နော် line တောင်နည်းနည်းပြုံးသွားပါလေ line တောင်နည်းနည်းပြုံးသွားတယ်ပေါ့နော်ပြုံးသွားတော့အဲ့ဒါကြောင့်ကျွန်တော်ဒီတိုင်းလေးပဲကျွန်တော် core band နဲ့ပို့ဖို့ကျွန်တော်စိတ်ကူးလိုက်တယ်ပေါ့နော်ကျွန်တော် core band နဲ့စပြီးပို့တော့မယ်ပေါ့နော်ပေါ့နော် ခုကျွန်တော်ခဲဆောင်နေကျွန်တော်ဒီထိပ်ပူမီနာပဲတိုးတယ်ဗောနော်ဒီရှေ့ပဲတိုးတယ်ဒီရဲ့ဒီအရေးကလေးနောက်ကတော့မတူဘူးဗောနော်ဒီရှေ့အနေပိုင်းလေးပဲကျွန်တော်တို့ကခဲဆောင်တယ်ဗောနော်ဒီနောက်ကြီးတော့ကျွန်တော်ဘယ်သူမှမစိုးဘူးဗောနော်အဲ့တော့ညာကျွန်တော်ဒီရှေ့လေးပဲကျွန်တော်တို့ပုတ်မယ်ဒီအနေပိုင်းလေးရှေ့ကိုကျွန်တော်တို့ပုတ်မယ်ဗောနော် ခုမင်းတို့ဒါဆိုရင်တော်တော်လေးပြောင်းသွားပြီပေါ့နော်ကျွန်တော်တို့ဒီထဲကနေကျွန်တော်တို့ပွဲပေးလိုက်တာအခုဆိုရင်ဒီထဲမှာကျွန်တော်တို့ပြောင်းထွက်သွားပြီပေါ့နော်ဒီကျွန်တော်တို့အဲဖြူအောင်လေးကိုတော်တော်ပောက်သွားပြီပေါ့နော်ဒီဘောလေးကိုကျွန်တော်ကျွန်တော်ဓာတ်နဲ့ဖြတ်ချလိုက်မှာပေါ့နော်ဒီဒီကောင်လေးကိုကျွန်တော်တို့အဲဟိုကကျွန်တော်တို့ကြောက်ပင်းနဲ့တိုက်ပြီးလည်းရရပါတော့။ဒီနဲ့ကလေးတော့ကျွန်တော်တို့ချက်တာဘူးလို့ပဲပေါ့နော်။တော်တော်လို့ကျွန်တော်တို့ပြောင်းသွားပြီပေါ့နော်ဒီထိပ်တွေပေါ့နော်။ ပြောင်းသွားပြီဆိုတော့ဒါဆိုရင်ကျွန်တော်တို့တွေတော်တော်အဆင်ပြေသွားပါပြီ။ဒါဆိုကျွန်တော်ခဲတို့ကြည့်မယ်ပေါ့နော်။ကျွန်တော်တို့တားရီတော့မပုတ်တော့ဘူးနော်။အဲကျွန်တော်တို့တားရီတော့မပုတ်တော့ဘူး။ကျွန်တော်ဒီထည့်ကိုကျွန်တော်အဆင်ပြေအောင်လုပ်လေးပဲကျွန်တော်ပုတ်တော့မယ်ပေါ့နော်။ဟိုကျွန်တော်တို့ဒီထည့်ကိုကျွန်တော်ခဲတို့ရလောက်ပဲပုတ်တော့မယ်။တစ်ခုလုံးပြောင်းလာတော့မပုတ်တော့ဘူး။တစ်ခုလုံးပြောင်းလာတော့ပုတ်တယ်။ကျွန်တော်တော်တော်ကြာသွားနိုင်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်ဗီဒီယိုရိုက်တာဆိုတော့ကျွန်တော်ပရိသတ်တွေကိုကျွန်တော် ဒီလိုလေးလုပ်လို့ရရင်ဒီလိုလေးဖြစ်တယ်ဆိုပြီးအတန်းတော့ပဲကျွန်တော်ပြရမယ်ပေါ့နော်ဟေးဘလဘောက်ထိုးလိုက်မယ်ဒီမီလေးကိုကြည့်ပြီးပေါ့နော်ဒီမီလေးလင်းနိုင်မှာပေါ့နော်โอเคမီလေးရောင်းရောင်းလေးလင်းနိုင်ပေါ့နော်ဒီမီလေးတားတော့မလင်းဘူးနော်ဒါခဲကောက်အောင်ခဲကောက်ကိုကျွန်တော်လေးစီကူနေတယ်ဆိုတော့အဲပဲပြရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မဲကျွန်တော်ထည့်ပြီးထားလို့လေကျွန်တော်လည်းထင်းနေပေါ့နော်ကျွန်တော်ဒီအမ်မီတာကောင်မှာပေါ့နော်မီတာကောင်မှာကျွန်တော်တို့မီယာတိုင်းတပုံလုံးမီယာ 198လောက်200လောက်တက်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီခဲကောက်ကလေးကဒါ3မိနစ်လောက်ဆိုပူတယ်ပေါ့နော်3မိနစ်လောက်ကျွန်တော်ခဲတို့ရတယ်အခုဆိုကျွန်တော်ခဲတို့ပြရမယ်ပေါ့နော်ကျွန်တော်အခုမှ black box ထိုးခဲ့တာလည်းရှိသေးတယ်ခဲတို့ကျွန်တော်ခဲမဆဲပါဘူးပြည့်တွင်းနော်ကျွန်တော်တို့ဒီမဲ့ခဲကောက်တက်ဘူးယူကျွန်တော်တို့တိုးထားတာတော့မှကျွန်တော်တို့ခဲမဆဲပါဘူးသူကဒီခဲကောက်တွေကသူကဘလို့လို့လို့လဲဆိုရင်ကျွန်တော်တို့ဒီနားနေ wire စားလာတယ် wire ဒီကနေလာတယ်လာပြီးတော့ကျွန်တော်ဒီနားမှာ coin လေးတွေရှိပေါ့နော်အဲဒီနားမှာကျွန်တော်ဒဲနီပုံစံမျိုး coin လေးရှိတယ်အဲ့ coin လေးနဲ့ပူသွားရေပေါ့နော် ူသွားဆိုပြီးတော့ကျွန်တော်တို့ဒီနာကွန်နဲ့ပူပြီးတော့ဒီရှိတိုင်းဆိုတော့တစ်ချက်တစ်ချက်အဲ့လိုပူသွားပေးတယ်ပေါ့နော်ဒီခဲကောက်လည်းကျွန်တော်ဒီလိုနီးနေလို့လို့လေကျွန်တော်တို့ခဲကောက်ကိုကျွန်တော်တို့ဖွင့်ကြည့်ရင်လည်းကျွန်ဘာအယိုးရှင်းပေါ့နော်ဘာမှမပါပါဘူးအခုလို့ဒီခဲကောက်အကြောင်းလေးကျွန်တော်ပြောပြပေးလို့လေဒီခဲကောက်ကကျွန်တော်အဲလာပြီးတော့ကြောင်ညာခိုင်းတာလည်းမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်ပရိသတ်တို့ဒီစီစဉ်လို့ကျွန်တော်ပြောပြပေးပြတာပါဒီစီစဉ်လို့ကျွန်တော်ပြောပြပေးပါပေါ့နော်ခုဆိုတာတော်တော်ကြာသွားပြီကျွန်တော်ခဲတို့ကြည့်မယ်ဒီထည့်ကိုခေကျွန်တော်တို့ကြည့်မယ်ပေါ့နော် လေဒါဆိုတာတော်တော်လေးကိုဒါအဆင်ပြေသွားပြီပေါ့နော်ဒီကျွန်တော်ခဲလိုက်ဆွဲတယ်ဒီတော့ခဲလေးတို့ပြမယ်ဒီဘက်ကအမဲပိုင်းကျွန်တော်နည်းပါကွာသွားလိုက်တယ်ဒီမဲဘက်ကအမဲပိုင်းဒါအဆန်တော့ကြီးရှိတယ်ပေါ့နော်ကျွန်တော်အမဲပိုင်းအရင်တို့ပြမယ်အခုအမဲပိုင်းတို့တော့ဒီမဲ့ခဲရပြောတော့မပြောဘူးနော်ဒီဒီဘက်ကဒီဘက်ကကျွန်တော်ထိတ်ဖူးလေးကျွန်တော်တို့နေရာတို့ပြမယ်ကျွန်တော်ဆန်တော့ချစ်ထားတဲ့နေရာတို့ပြမယ်ဟေးခဲလေးတို့တော့ဆွဲတယ်ပေါ့နော် ။ရောတေချာလေးကြည့်ပြီးပေါ့နော်။ခွေခွေတော်တော်ဆွဲတယ်ပေါ့နော်။ဒီဘက်ကအမေပိုင်းနေတာကြီးရွှေကျွန်တော်တို့ခဲတူတော်မရပါဘူး။တကယ်တမ်းအပူကဒီဘက်ကပူတယ်ပေါ့နော်။ဒီဘက်ကပူကမှဒီအဖြောင်းရောက်လာမှာပေါ့နော်။ဒီဘက်ကပူတော်ပူတယ်ပေါ့နော်။ဒါတော့ဒီဘက်တူတော်ဘယ်လိုမှဆင်မပြီးဘူး။ဒီဘက်ကြတော့ဒီမှာအတားရလေးဆွဲတယ်ပေါ့နော်။ခွေတူလိုက်တာနော်ခဲရည်ပြုတ်ပြီးထိမှအလုံးလေးဖြစ်ပါပေါ့နော်။ဒီကျွန်တော်ဒီနည်းနဲ့ပြပြနေကျွန်တော်ပြည်တည်တယ်ဒါလိုပြပြလို့ရရဆိုတဲ့အကြောင်းကျွန်တော်ဒါ အဲကျွန်တော်ပြည့်တဲ့တူတာမျှဝေပြီးတာပေါ့နော်ဒီနေရာမှာတခုမှားခဲ့ကျွန်တော်ကျွန်တော်တို့ခဲကောက်တွေပါလေပလက်တွေပဲဖြုတ်ထားပေးမယ်ဆိုပေးမယ်ကျွန်တော်တို့ခဲကောက်အသုံးပြုပြီးတက် ပြီးပလက်ဖြုတ်လိုက်ရပလက်ဖြုတ်ထားပြီးဆိုပေးမယ်ဒီထိကဒီအပူကတက်ပြီးကြာမသွားပေါ့နော်ဒီအပူကဘာပဲပြောရတာခုနှစ်မိနစ်လောက်၈မိနစ်လောက်နေမှအေးပြီးတော့ကြာသွားပေါ့နော်အဲ့နေရာမှာကျွန်တော်တို့ဒီကျိုးပေါ်သွားတင်ပြီးလိုက်တယ်ဆိုရင်ဒီကျိုးကကျွန်တော်တို့ဒီကျိုးကျွန်တော်တို့မြှော့မြှော့ပေါ့နော် မျောပြတဲ့အတွက်ကြောင့်ကျွန်တော်လောင်သွားနိုင်ပါလေကျွန်တော်အရင်ခဲကောင်းတော့အဲ့ဒါကျွန်တော်အဲ့တိုင်းချလိုက်တာဒီတိုင်းသွားပြီးတော့တူတူတူမိလိုက်တယ်ပေါ့နော်တူတူမိလိုက်တယ်ပေါ့နော်တူလိုက်တာ ਨੇ ဒီထည့်ကကျွန်တော်တို့ဝါယာသားတွေပေါ်ပြီးတော့တန်းပြီးတော့ပျော်သွားတယ်ပေါ့နော်ကျော်ပြီးတော့ဒီနေ့ဝါယာသားတွေပေါ်လာမလို့အိနေကကျွန်တော်ကသွားကန့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့လူတက်လိုက်စီနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်အိနေကကျွန်တော်တိတ်လေးစီရပါတယ်အဲ့ဒါကျွန်တော်ပြည်သက်တွေလည်းဒီခဲကောက်ကိုကျွန်တော်တို့အသုံးပြုပြီးချအသုံးပြုပြီးခါကျကျွန်တော်တို့ဒီကျွန်တော်တို့ခဲကောက်ကျွန်တော်တို့အသုံးပြုခဲ့တာမှာဒါမျိုးနဲ့သွားတိတ် ဝိုင်းနဲ့လုံးလုံးမထီးနိုင်ဘူးကျွန်တော်ဒီဝိုင်းနဲ့ထီးမယ်ဆိုရင်ကျွန်တော်တို့ဒီဝိုင်းစားတွေကဒီကျွန်တော်လောင်သွားဝိုင်းစားကျွန်တော်ပြော့ပြီးတော့လောင်သွားပြီးတော့ကျွန်တော်တို့ဒီနေ့ကြည့်ဒီတဲမှာဝိုင်းရတွေပါတယ်ပေါ့နော်အေးဝိုင်းရကြီးနေနေပေါ်လာနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တတိပီးရခြင်းဖြစ်တယ်ပေါ့နော်โอเคဒီကျွန်တော်ဒီခက်ကောက်ပြပြနေဗီဒီယိုလေးကိုကြိုက်ရခြင်းကျွန်တော်ဒီဗီဒီယိုလေးအောက်မှာ like ပေးပြီးတော့ကျွန်တော် channel ကို subscribe ပေးခဲ့လို့ရတယ်ပေါ့နော်အားလုံးပဲမင်္ဂလာရှိသောနေ့လေးတစ်ပတ်ကျွန်တော်စီပေါင်းပြလိုက်တယ်ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲဆုံးသတ်မယ်ပေါ့နော်